မင်းကလေးဟာသူမရဲ့ကိုရံတော်ရီနဲ့အတူဈေးဝယ်စင်သားကိုရောက်လာပါတယ်။မြင်သမျှစိန်ခံပစ္စည်းတိုင်းကိုဝယ်ယူဖို့အသင့်ဖြစ်နေတဲ့အချိန်မှာပဲကြာရှည်စွာသဘောကျခဲ့ရတဲ့လက်ကင်အိတ်တလုံးကိုတွေ့လိုက်ရတယ်။သူမဟာခင်မုန်းတင်ပေးထားတဲ့ဘဏ်ကတ်ကိုချက်ချင်းဆွဲထုတ်လိုက်ပြီးမဲ့ကဖက်ဆက်ကငွေလက်ကျံမလုံလောက်ပါလို့မြည်တံပေးပြီးအချက်ပြလိုက်တဲ့ရှေးရမ်းရမ်းပြီးသူမရဲ့မျက်နှာဟာချက်ချင်းဖြူဖက်ဖြူရော်ဖြစ်သွားတယ်။ဒါနဲ့သူမဟာဒေါ်လာတရာတန်ဖိုးရှိတဲ့အားကစားချေအိတ်တရံလောက်နဲ့ပဲဂျင်းနဲ့ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့စာရေးကအကက်ကိုထပ်ပို့လိုက်တော့လဲလက်ကြံငွေမလုံလောက်သေးဘူးလို့ပဲပြနေတယ်။ဒေါသထွက်နေတဲ့မိန်းကလေးဟာ"သူမရဲ့ခင်ပွန်းတွေကသူမကိုလှောင်ပြောင်နေတာပဲ"လို့ယုံကြည်သွားတယ်။တခြားရွေးစရာမရှိတော့တာနဲ့သူမဟာအရှက်ရစွာကိုရန်တော်တွေနဲ့အတူဈေးဝယ်စင်တာကနေထွက်ခွာလာခဲ့တယ်။အပြင်ဘက်ရောက်တော့လမ်းဘေးဈေးတဲ့တူကတပူးကို5ဒေါ်လာသာရှိတဲ့ရေပဲမုံရောင်းနေတာကိုကြားလိုက်ရတယ်။ခင်ပွန်းတွေရဲ့ကန့်သက်ချက်ဘလောက်အထိနှိမ့်ကျနေတယ်လဲဆိုတာစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပြီးဈေးတဲ့စီကိုရှောက်သွားခဲ့တယ်သူရှာ။ ပြီးမှရက်ပြီးရဲရဲဝံ့ဝံ့ကက်ကိုထုတ်ပြကရေခဲမုတ်လိုချင်းချောင်းပြောလိုက်တဲ့ဈေးတီဟာအံ့ဩသွားပြီး9ဒေါ်လာအတွက်တကယ်ပဲကက်ပူဖို့လိုအပ်သလားလို့မေးလိုက်ပေမဲ့သူမနောက်ကချင်းချောင်းနေတဲ့ကိုရန်တော်တွေကိုမြင်လိုက်ရတဲ့အခါမြင်မြန်ဆဆန်ကက်ဖက်ဆက်ကိုယူလာခဲ့တဲ့မျောလင်းတကြီးမျက်လုံးများဖြင့်မင်းကလေးဟာငွေပေးချေမှုအောင်မြင်သွားတာကိုကြည့်နေလိုက်တဲ့နောက်ဆုံးတော့သူမဟာရေခဲမုတ်တပူကိုအောင်မြင်စွာဝယ်နိုင်ခဲ့ပြီးဒါပေမဲ့ကိုရန်တော်တွေတဲကတယောက်ကအခုကက်ထဲမှာဘာမှမကြံတော့ဘူး လို့တိတ်တဆိတ်သတိပေးလိုက်တဲ့ခဏအကြာမှာဒေါသထွက်နေတဲ့မင်းကလေးဟာအိမ်ကိုပြန်ပြေးဝင်လာပြီးကက်ကိုခင်မွန်းတေရဲ့ဇပွဲပေါ်ကိုပြစ်ချလိုက်တဲ့ပြင်းထန်တဲ့တရော်လောင်ပြောင်မှုနဲ့အတူခိုးသူမခိုးနိုင်အောင်ကက်ကိုတေချာထိမ့်သိမ်းထားဖို့သူ့ကိုပြောလိုက်တဲ့တနေ့လုံးဈေးဝယ်နေရင်ဘာမှမစားရတဲ့အတွက်သူမပိုက်စားနေပေမဲ့ဝင်မခံခြင်းလောက်အောင်ဒေါသထွက်နေတဲ့ကံကောင်းစွာနဲ့အိမ်ကူကညစာကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တဲ့မင်းကလေးဟာခောက်ဆွဲပြုတ်ဖတ်စာအားလုံးကိုအငမ်းမရစားပြစ်လိုက်တဲ့ပြီးနောက် သူမအခန်းထဲမှာနားဖို့အသင့်ဖြစ်နေချိန်ခင်မုန်းတဲ့ကနောက်မှဘိုက်ဆာလာမှာစိုးရိမ်လာကြောင်းနောက်ထပ်နည်းနည်းလေးထပ်စားဖို့ပြောလိုက်တယ်ဒါပေမဲ့သူမကအငက်ဒေါသနဲ့တင်အဝါရှိနေပြီလို့ဆူဆူဝါးဝါးပြန်ပြောလိုက်တယ်သူမရဲ့ဗလာဖြစ်နေတဲ့ပကံကိုမြင်လိုက်ရုံနဲ့ခင်မုန်းတဲ့ကသဘောကျစွာပြုံးလိုက်တာကိုတွေးလိုက်ရတော့သူမပူပြီးဒေါသထွက်သွားတယ်သူကမောက်မှစွာလှည့်ထွက်သွားတဲ့အခါခင်မုန်းတဲ့ရဲ့မိခင်ကိုသူဘလို့ဆက်ဆက်နေဆိုတာတိအောင်လုပ်မယ်လို့သူမချိန်ဆိုလိုက်တယ်မကြခင်မှာပဲသူမဟာခင်ပွန်း တီနဲ့အတူရောက်ခမစီတွားရောက်လက်ပတ်ခဲ့တယ်ဒါပေမဲ့သူမစကားမပြောနိုင်ခင်မှာပဲခင်မွန်းတေကအတီးတလုံးကိုသူမပါဇက်ထဲအတင်းထိုးထည့်ပြီးစားဖို့နဲ့တိတ်တိတ်နေဖို့အမိန့်ပေးလိုက်တဲ့အတွင်းထဲမှာတော့မင်းကလေးဟာဒေါသတကြီးဆဲဆူနေခဲ့တယ်အဲ့ဒီအချိန်မှာပဲရောက်ခမဖြစ်သူကအဲ့ခန်းထဲကိုဝင်လာတယ်နှွေးထွေးစွာပြုံးပြနေတဲ့မင်းကလေးဟာအပြစ်တင်မှုအတွက်လျင်မြန်စွာရှေ့ကိုတိုးသွားတယ်ချူတာဟန်ဆောင်ပြီးဈေးဝယ်တုန်းကရောက်ခမအတွက်အရန်လိုက်ဖက်မဲ့ပေါ်ကစကားတထဲကိုမြင်ခဲ့ကြောင်းပြောလိုက်တယ်ပြီးမှ ရေကဲမုံဘူးကိုကျမ်းပြင်ပေါ်ကိုတမင်တကာပြစ်ချလိုက်တယ်သူမဟာသူ့အကြောင်းတိုင်တန်းမှုရောက်လာပြီဆိုတာခင်မုံတီကချက်ချင်းသဘောပေါက်သွားတယ်ရေကဲမုံကိုကောက်ယူရင်းမင်းကလေးဟာစိတ်ခံစားမှုပြင်းပြင်းနဲ့ဒါဟာသူမခင်မုံတီဝယ်ပေးခဲ့တဲ့လက်ဆောင်လေးဖြစ်ကြောင်းပြောလိုက်တယ်ကထဲကပတ်စံဟာအဲ့ဒီရေကဲမုံတဘူးကိုပဲဝယ်ဖို့လုံလောက်ခဲ့တာမှုစိတ်ခံစားမှုအရာအယံတံမှုထားရပြီးစားဖို့တောင်းနှမျောကြောင်းရှင်းပြလိုက်တယ်ခင်မုံတီရဲ့မောင်လေးကနှမျောတက်လိုက်တာလို့စနောက်ရင်ရေမောလိုက်တယ် မိခင်ဖြစ်သူကစူပူမာကြောက်တာကြောင့်ခင်မွန်းဒီဟာဇနီးတဲ့ရဲ့ပါဆက်ကိုလင်းမြန်စွာပိတ်ပစ်လိုက်ပြီးအိမ်ရောက်မှအရာအလုံးကိုပြောမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့မင်းကလေးဟာရောက်ခမရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါနောက်ဆက်တွဲပြဿနာတွေရှိလာတော့မယ်ဆိုတာသိနေတဲ့ခပ်ပပပြောရေးတစ်ခုကိုတတိထားမိလိုက်တယ်။